โอเคပါကျွန်တော်တို့ဒီတစ်ပတ် week 8ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့နိုဝင်ဘာ3ရက်နေ့ညနေ3:00နာရီခွဲပသိမ်ကြောက်တိုင်ခွဲမှာရှင်ပြိုင်ကစားမယ် AR United တင်းနဲ့ Maha United တင်းတို့ပွဲစဉ်တွေဖြစ်ပါတယ်ဒီပွဲစဉ်ကိုဘူဘုံမင်းကစတင်သုံးသပ်ပြပါအောင်ဗျဟုတ်ကဲ့ပါဒါ AR United တင်းရဲ့ဒါနောက်ထပ်သူတို့အနေနဲ့အင်ကွင်းဒုတိယမြောက်ကစားမယ်ပွဲစဉ်ဖြစ်တယ်ပွဲဥထွက်ကတော့ဒါရနာဘုံတင်းကိုတဘိုးကိုမရှိတဲ့နိုင်ပြီးတော့ကြတော့မြန်မာဘန်လာသွားဖွင့်လာပါခဲ့ပြီပေါ့နော်အတီးတင်းရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ရတဲ့ကိုကအုံကိုဆိုပေမဲ့ဘာပဲပြောဒါသူတို့အတင်းရဲ့ ကွင်းလေတွေရောတိုက်စစ်တွေရောဒါအတိုးအလုပ်တွေကြောင့်ပြန်ပြန်အသင်ပြောင်းပြပြီးတော့ရတယ်ကိုဟုတ်ကဲ့ဒါပြောတာနိုင်ပွဲတပွဲတွေနိုင်အနိုင်သုံးမှတ်တွေကတော့လုံလောက်ခဲ့တဲ့အာကိုတို့ကိုလို့ပြောလို့ရပါတယ် နောက်ထပ်ပြောချင်တာတခုကအင်းရဲ့ပွဲစံမှာဆိုလို့ရှိရင်တော့ဒါအေယာယူနေတဲ့အင်းဒါမိနစ်40မှာဆိုလို့ရှိရင်ဟိတ်ထဲအောင်အခွင့်အရေးတစ်ချိန်ရသေးတယ်။ဦးသမားကိုကြော်ပြီးထဲတဲ့အခါမှာဒါလိုအပ်ချက်လေးရှိသွားရဲ့ပြသူတို့အနေနဲ့ကိုမရခဲ့ပါဘူးနော်။ဟုတ်ကဲ့။အဲ့လိုလိုရှိတွေ့ရတွေ့ရတယ်။နောက်တစ်ခုကဒီအင်းရဲ့ပွဲစံမှာဆိုလို့ရှိရင်လည်းဒီသူတို့အင်းရဲ့ကွင်းလယ်ပိုင်းဟာတီဟာတို့နတ်ထိုက်စောတို့ဒီလင်းလက်ထွေတို့စွန့်ဆိုင်ကြီးကောင်းကွင်းလယ်ပိုင်းအပြားသားနိုင်ငံတွေတွားပြီးတော့တွေ့ရတယ်ပေါ့နော်။ဒီဒီချင်းတွေ့ရမှာမာယူနေတဲ့အင်းမာယူနေတဲ့အင်းကလည်းပြီးခဲ့တဲ့တကုံစတိုင်းနဲ့တင်တဲ့ပွဲစံမှာဆိုလို့ရှိရင်တော့ဒါနှစ်ကိုစီတီကစားထားနိုင်တာတွေ့ရတယ်။ အဲ့ဒီပွဲစံမှာဆိုလို့ရှိရင်တော့ဒီတကုံစားနဲ့ပွဲမှာမဟာယူနိုက်တက်ကပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်လည်းခန်းစားမိတယ်ပြီးလို့ရှိရင်ပနီဒီဒီချိန်လဲမဟာယူအသင်းတွေရလာလို့ရှိရင်ပို့ပြီးတော့ကောင်းသွားမယ်ရလဲရခဲ့တယ်နဲ့ကျွန်တော်လည်းထင်တယ်ပေါ့နော်ဒါပေမဲ့ဒီကန်ဆူဆိုတဲ့အခွင့်အရေးမရခဲ့ဘူးပြီးခဲ့တဲ့ယာဒီကအနေထားတွေ့ဆုံမှုပြောမယ်ဆိုလို့ရှိရင်တော့ဒါမဟာယူနိုက်တက်တင်ကအယံယူနိုက်တက်တင်ကိုပထမအကြိမ်မှာငကိုပြတ်နိုင်ရထားတယ်ဒုတိယအကြိမ်မှာဆိုလို့ရှိရင်တော့ဒါအယံယူနိုက်တက်တင်ကဒါ၃ခု၃ခုနဲ့ဒါပသိမ်ချောက်တန်ခွင့်မှာပဲပြန်ပြီးတော့အနိုင်ရထားတာတွေ့ရတယ် ဟိုဆိုတဲ့အခါကျတော့ပြီးခဲ့တဲ့ရာသီကတွေ့ဆုံမှုကတော့မပြတ်တာဘူးဒီအချိန်မှာရောဘယ်အသင်းကပြန်ပြီးတော့အသာရပါမလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရမယ်ကိုတော့ကြာဆက်လက်ပြီးတော့ဆွေးနွေးသုံးသပ်ပြပါအောင်ပြီးရောကျွန်တော်တို့9ပွဲကစားပြီးချိန်မှာ3ပွဲနိုင်2ပွဲတည်3ပွဲရှုံရမှတ်ဆယ်မှတ်နဲ့အဆင့်ခွန်မှာရပ်တည်နေတယ်ပေါ့နော်။ဟုတ်ပါတယ်။မာယူနိုက်တက်တင်းကတော့6ပွဲကစားပြီးချိန်မှာသူကတော့2ပွဲနိုင်2ပွဲတည်3ပွဲရှုံးပေါ့နော်။ရမှတ်9မှတ်နဲ့အဆင့်10မှာရပ်တည်နေတယ်ပေါ့နော်။မဟာကတော့နည်းနည်းလေးပွဲကျော့ထားတယ်ပေါ့နော်။ အဲ့တော့ဘလိုပဲဖြစ်ဖြစ်မဟာသင်းလည်းမှတ်လို့နေတယ်။အဲရာဇဝင်သင်းကဆောင်းနာကူကိုမင်းသုံးသက်သုံးသက်ခဲ့တယ်လို့ဖွင့်ပွဲမှာမြန်မာဘန်းလှခဲ့တယ်။အဲ့တော့မြန်မာဘန်းလှခဲ့တဲ့အတွက်ပရိသတ်တွေရဲ့အတန်းရှင်းကထိုက်လျောက်ရပို့ပြီးတော့ရသွားထိုက်လျောက်ရသွားပြီ။ရသွားပြီဖြစ်တဲ့အတွက်ဒီပွဲကပထမပွဲထက်ရန်ကုန်ထက်ပွဲထက်ကစရင်ပရိသတ်ပို့ပြီးဝင်လာနိုင်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်။အဲ့လိုဝင်လာနိုင်မဲ့ပရိသတ်ကိုဟိုဟာအရှင်အသင်းအနေနဲ့ ထိတ်ကျင်းနေမှုတွေစိတ်ကျင်းနေမှုအပြည့်ပေးနိုင်မှုလိုတယ်ပေါ့နော်ဒါပီအားတော့မဟုတ်ဘူးဒါပေမဲ့လည်းပရိသတ်ဆိုတော့ဘယ်အသင်းနဲ့ပဲကန်တယ်ရန်ကုန်နဲ့ကန်လည်းသူတို့နိုင်ချင်ပါပဲပေါ့နော်ဒါဒီသဘောရှိတယ်ပေါ့နော်အဲ့တော့ဟို ARD နေနဲ့ဒါရလတ်နေနဲ့ပရိသတ်ကိုဒါစီယုံထားဟိုပေါ့နော်ဆွဲဆောင်ထားဖို့တော့လိုတယ်ပေါ့နော်ဒါတော့ကျွန်တော်နေနဲ့ဒါလေးတစ်ချက်ပြောပြတာပါ အာ ERD ကဒါအဲ့ဒီရန်တော်နိုင်ခဲ့တဲ့ပွဲမှာကြည့်မယ်ဆိုရင်အောင်ကျော်နိုင်တက်စစ်ကအောင်ကျော်နိုင်မပါခဲ့ဘူးမပါခဲ့ဘူးဆိုပေမဲ့လည်းဒါနိဗျဥချင်းနိုင်နေနဲ့ရှိတဲ့လူနဲ့ရှိသလိုဖြစ်အောင်ကစားရတယ်နိုင်ရအောင်ကစားရတယ်နော်ဒါလေးကတော်တော်လေးတော့ချီချူကိုခေါင်းတယ်ပေါ့နော်ကျွန်တော်အဲ့ဒီ ERD နဲ့ရန်တော်နဲ့ပွဲပထမပိုင်းမှာဆို ERD ကစားပုံတော်တော်လေးကောင်းတယ်အားရှိတယ်တောင်မန်နေသွားတာလည်းအားရှိတယ်တကယ်ဘောလုံးကစားအင်းနဲ့အားနဲ့တွန်းတွန်းတိုက်တိုက်နဲ့တကယ်လှုပ်လှုပ်ရွရွပဲ အဲ့လိုသူတို့အလောက်ကောင်းလုံးလို့ဟိုကအိုအိုကြီးတော်ဖြစ်သွားတာပေါ့နော်အုံကိုတော်ဖြစ်သွားတာပေါ့နော်ဒါလည်းသူတို့ရဲ့ဝဲဖြစ်ခဲ့တဲ့ဘဝပေါ့နော်ပြိတ္တအကြိုက်မယ်လို့ထင်ပါတယ်ကြာချီစွမ်းကိုအဘလိုပဲဖြစ်ပေါ့နော်အဲ့တော့ဒါကတော့အရာယူပိုင်းပါနော်မဟာပိုင်းကိုကျွန်တော်ကြည့်မယ်လို့ဆိုရင်မဟာယူနိုက်တက်တင်းကလုံနေတာနိုင်ဝဲပဲဟုတ်လားနိုင်ဝဲပဲလုံနေသူတို့ကရခိုင်အသင်းသင်းကိုပဲနိုင်ထားတယ် နိုင်ထိုင်အောင်เนาะကျန်တာတည်ကြတယ်ရှုံးတာတော့သူတို့ကလူနေတာနိုင်ဝဲပဲအဲ့တော့လူရင်းချင်းရှင်မဲဆိုရင် AR နဲ့မဟာဆိုရင်မဟာတော်နည်းနည်းတာတရာရောင်ရှိတယ်ပြီးတော့အတွေ့အကြုံရှိတဲ့ကစားသမားလည်းမဟာမဟာပို့ပြီးတော့များတယ်ပေါ့เนาะအဲ့တော့ဘလိုပဲဖြစ်ဖြစ်မဟာ United တင်းနေတဲ့တတိထားအမကအစာပိုင်းမိနစ်တွေပေါ့เนาะပွဲစအစာပိုင်းမိနစ်တွေမှာ AR ကအာတော်တော်လေးကြောက်ဖို့ကောင်းတယ်အဲ့အစာပိုင်းမိနစ်တွေတတိထားရမယ်နောက်ပြီးတော့ဒုတိယပိုင်းမှာလည်းတတိထားရမှာဘာလို့လဲဆိုတော့လူငယ်တွေနဲ့ AR ရဲ့လူငယ်တွေကပွဲချိန်ပြေကစားနိုင်တယ် တက်လုံအပြည့်ကြက်ခိုင်မှုအပြည့်ကစားနိုင်တယ်အဲ့ဒါကြောင့်ဒါမဟာသင်းနေနဲ့ပရမဘိုင်းဆောဘိုင်းမိနစ်နဲ့ဒုတိယဘိုင်းအာမှာတော့မိနစ်တွေမှာတော့အထူးသတိထားရမယ်လို့ကျွန်တော်အနေနဲ့ထင်မိတယ်ပေါ့နော်တက်သင်းစလုံးကတော့တိတ်မကွာဘူးနောက်ထပ်ဟိုပသိမ်မြို့ကြောက်တိုင်ကွင်းမှာနောက်ထပ်ပွဲကောင်းတစ်ပွဲမြင်အောင်မယ်လို့ကျွန်တော်အနေနဲ့ပြည်သက်တွေကိုဟိုပါပေါ့တိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ပါ